ဗျာ vampire အနေနဲ့တိမ်းပါပါเนาะ vampire အနေနဲ့တိမ်းပါဆိုတော့ဒီမှာဆေးလိုက်မယ်เนาะ file file name ကိုရေးပေးရအောင်เนาะ file name ရေးပေးလိုက်အဲ့တော့မှကျွန်တော်တို့ကကျွန်တော်တို့အခုတိမ်းထားတဲ့ software အဟောင်းကိုကျွန်တော်ပြန်ကြည့်မှာ ပြန်ယူမှာပြန်ယူမှာမဟုတ်လို့เนาะတိမ်းထားတာနောက်သူ့ပြင်မဲ့ set တွေကြာရင်လည်းတုံးရမှာလေเนาะအဲ့တော့ဒီအောက်မှာရှိတဲ့ကျွန်တော်ဆေးလေးကိုနှိပ်လိုက်အော်နှိပ်လိုက်ပြီဆိုလို့ရှင်ဒါဆိုရှင်ကျွန်တော်အခုမှတ်လိုက်တဲ့ software ကပြီးတော့မှ file ပြန်ယူမယ်ပေါ့နော်အခုလောလောဆယ်ကကျွန်တော်တို့ဒီကောင်ကိုစေထားလိုက် စစ်ထားလိုက်ပြီးတော့ဟုတ်ပြီပထမဆုံးကျွန်တော်တို့ IC ကိုကျွန်တော်တို့ read လိုက်တာဒီမှာသူဈေးမှာ software ရှိနေတာကိုကျွန်တော်သိအဲ့တော့အဲ့ software ကသူကကြောင်ဖက်နေတဲ့အတွက်ကျွန်တော်ကဖြတ်ပြက်မှာနော်ဖြတ်ပြက်မှာဖြတ်ပြက်မှာဆိုတော့ဒီမှာကြည့်ဒီမှာကြက်ကြက်ကလေးနော်အပေါ်မှာကြက်ကြက်ကလေးအဲ့ဒါလေးကိုနှိပ်လိုက်မယ် USIC ဆိုအာ USIC ဆိုဖြတ်မှာလာဆိုတော့ yes ပေါ့နော် yes ကိုနှိပ်လိုက်အဲဒါဆိုလို့ရှိရင်ဒီမှာ product ခံထားရမှာစာအနီပေါ်လာတယ်ဒီမှာဒီအောက်မှာကြည့်လိုက်စာတန်းအနီပေါ်လာ un product လောက်ပြရနော် un product ချက်လုတ်ပေးရမယ်နော် unplotted လုတ်ပေးရမယ်ဆိုတော့နော် erase memory ရဲ့နော်အဲ့မှာတစ်ချက်စောင့်ကြည့်ရအောင်နော်ဒီမှာသူကမဲနေနော်မဲနေ color ပြန်မဝင်လာဘူးနော်ဒီအတန်းမှာအပေါ်က logo အတန်းလေးရေမှာကျွန်တော်တို့နော် location logo အတန်းလေးရေမှာသူမဲနေပေါ်မလာအောင်နော်တကယ်လို့ erase memory ဆိုတော့ဒီမှာ तू က memory ဖြတ်နေတယ်ပေါ့ဗျာခဏတော့စောင့်ပေးရမယ်ခဏတော့စောင့်ပေးရမယ်အဲဒီမှာပြန်ပေါ်လာပြီ နော်ဒါဆိုလို့ရင် erase memory ဆိုတာတုံးသွားတယ်နော်ဖြတ်ပြီးသွားတယ်ဖြတ်ပြီးသွားတယ်ဖြတ်ပြီးသွားတယ်ဆိုတော့ဒါကကျွန်တော်တို့ခုန read ထားတဲ့ data တွေနော်ဒီမှာ software ရှိတယ်ဆိုတဲ့ data တွေအခုကျွန်တော်တို့ဖြတ်ပြီးသွားပြီဆိုတော့မလုပ်ရမလဲဆိုတော့ဒီ ICO ပရမလို့ပြန်ဖတ်ကြည့်ရမယ်ကျွန်တော်ဖြတ်လိုက်တာဒီကောင်းနေပြောင်းမပြောင်းအဲအဲ့လိုနော်ပရမအုံးဆုံးဘာဖြစ်မလဲ ICO ကျွန်တော်တို့ ICO ကျွန်တော်တို့ဘာလုပ်ရမလဲဖတ်ကြည့်ရမယ်နော် ICO အမျိုးအစားရွေးပြီးသွားပြီဆိုရင် ကျွန်တော်တို့ဖတ်ကြည့်ရမယ် data software ဟိုပြန်ဖတ်ကြည့်ရမယ်သူ့ထဲမှာရှိတဲ့ software ဖတ်ကြည့်ရမယ်ဖတ်ကြည့်ပြီးွားရင်ကိုဖြတ်မယ်ဆိုလို့ရှိရင်ဖြတ်လိုက်ရမယ်ဖြတ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ခါပြန်ဖတ်ကြမယ်ပြောမယ်ဆိုရင်နှစ်ခါပြန်ဖတ်ကြမယ်ပေါ့ဗျာနော် IC ဖတ်တာတေးကြအောင် မတေးကြအောင်သိဖို့ဆိုလို့ရှိရင်ကျွန်တော်နှစ်ခါပြန်ဖတ် read reading ပြန်လုပ်ပေးရမယ်နော်ဖတ်ပေးရမယ်အဲတစ်ခါတရားပြည့်အောင်ပြန်ဆောင်တရားပြည့်အောင်ပြန်ဆောင်ပြီးလို့ ဖြတ်တာကိုဖြတ်တာဒီ ICM မှာရှိတဲ့ဒီ data ဟောင်းဖြတ်လိုက်တာဒါတွေကိုဖြတ်လိုက်တာကျွန်တော်အောင်မြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာကျွန်တော် row f တွေပြပြเนาะဒီနေရာမှာလည်းကုတ်တွေပါတယ်ဒီလိုကုတ်တွေပါတယ်နံပါတ်တွေပါတယ်မရှိတော့ဘူးเนาะဒီကုတ်တွေပျောက်သွားအဲ့ဒါမှာကျွန်တော်တို့ဖြတ်တာအောင်မြင်တယ်ပေါ့เนาะအောက်ကိုဆွဲကြည့်ရမယ်အောက်ကိုဆွဲကြည့်ရင်လည်းဒီမှာဒီလိုကုတ်တွေမတွေ့ရဘူးပေါ့เนาะအောက်ကိုဆွဲကြည့်ရင်လည်းဒီဒီနေရာမှာကုတ်တွေမတွေ့ရဘူးအကုန်လုံးပြောင်းသွားเนาะအဲ့အဲ့ဒါမှာဖြတ်တာအောင်မြင် ထက်တာအောင်မြင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုပြန်ပြီးတော့ဆိုကျွန်တော်အသုံးပြုလို့ရမယ်။နောက်တစ်ခါကျရင်ဖြတ်တယ်ဖြတ်ကြည့်ပြီးတော့အခုလိုပြန်ပြီးတော့ read ကြည့်လို့ရှိရင်ဒီမှာမပြောင်းမပြောင်းဘူးဆိုလို့ရှိရင်အဲ့ IC ကတော့လကောင်မကောင်းတော့ဘူးပေါ့ဗျာ။နော် IC ကပြန်ပြီးတော့ software ပြန်တွင်အသုံးပြုဖို့မတင်တော့တော့။နော်အဲ့ဆိုရင်ကျွန်တော် IC အစ်စ်တစ်လုံးချိန်ပေးရအောင်။နော်ဒါပဲ။နော်အဲ့ဒါလေးသိစေချင်တယ်။အခုကဒါကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်။ ဒါဆိုပြီးကန်လေးပြီနော်ပြီးကန်နေလို့ကျွန်တော်ပြန်ပြပေးရအဲဒီမှာနော်ဒီလိုဖြတ်သွားရမယ်နော်ဒီလိုဖြတ်သွားမှာ F တေပြီးတန်းစီသွားပြီနော် F တေပြီးတန်းစီသွားပြီဒီမှာလဲကုတ်တွေလုံးဝမရှိတော့ဘူးဒါပေမဲ့ကျွန်တော်ကဒီမှာဆွဲကြည့်ရမယ်ကိုဖြတ်တာပြောင်းမပြောင်းနော်အောက်ကိုဆွဲကြည့်ရမယ်နော်ကုတ်တစ်လုံးမှမကြံခဲ့ရအောင်နော်အဲအဲ့ဒါမျိုးခဏတစ်ပြုတ်ပေါ့ဗျာအဲ၄-၅စက္ကန့်လောက်ပေါ့နော်ဆွဲကြည့်လိုက်နော်အကြမ်းနဲ့ အဲဒါဆိုလို့ရှိရင်ကျွန်တော်ပြီးသွားပြီနော်ဖြတ်ပြီးသွားပြီဖြတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကခုနစေထားတဲ့ IC နော်ဒီဒီဖိုင်ကစေရနော်ဒီဒီဖိုင်ကစေရနော်ကျွန်တော်တို့ပြန်ယူမယ်ဆိုရင်ဒီဘက်အစွန်ဆုံးက open file ကိုတွားရမယ်နော်ဒီဘက်အစွန်ဆုံးက open file ကိုတွားရမယ် open file ကိုတွားဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ကျွန်တော်ဒီမှာအဲကျွန်တော်ဒီမှာစေထားတာဒီမှာ sky နဲ့ခုနစေထားလိုက်တဲ့ n n 5101 e ကိုရောက်ပါတယ်နော်အဲအဲ့ကောင်ကျွန်တော်တို့ပြန်ရွေးပြရမယ် ပြောသဘောကတော့ဗျာသူ software ကိုပဲကျွန်တော်တို့ပြန်ထည့်ကြည့်မှာเนาะအဆင်မပြေဘူးဆိုတော့မှသာကျွန်တော်တို့နောက်တဲ့ကျွန်တော်တို့ဟိုပရမစုဆောင်းထားတယ်ပရမဟိုတော့ပြင်တဲ့ set တွေမှာစုဆောင်းထားတယ်ဟို version account တွေကျွန်တော်တို့ပြန်ထည့်ကြည့်เนาะ bin file account တွေเนาะအဲအဲ့တော့ကျွန်တော်တို့ဒီမှာ name ပေးထားတာလေခုန sky နဲ့ nn5101e.bin เนาะအဲအဲ့ကောင် open ဖွင့်လိုက်မယ်เนาะဖွင့်လိုက်ပြီဆိုတော့ဒီမှာပြန်ရောက်လာပြီเนาะပြန်ရောက်လာပြီ software ကို read and write လုပ်ကြည့်ကြပါဘောကြာပြောမယ်ဆိုလို့ရှိရင်ဟော software ကိုအသစ်ပြန်ထည့်တာနော်အဲအဲ့တော့ကျွန်တော်တို့ကဒီမှာ software ရောက်လာပြီနော် software ရောက်လာပြီရောက်လာပြီဆိုတော့ဒါမထည့်ရသေးဘူးနော်အဲပြီးရင်ကျွန်တော်တို့ကဒီမှာဟိုလုပ်ငန်းစဉ်ကိုလည်းကြည့်ရမယ်မှာ reading memory ဆိုတော့ကျွန်တော်တို့ဒုတိယကြိမ်ဖတ်လိုက်တဲ့ memory ကပြီးသွားပြီဒုန်းဆိုတော့နော်ဒီအောက်ကစာမှဖတ်ကြည့်အခုကကျွန်တော်တို့က programming လုပ်တော့မယ်အဲဒါဆိုရင်ဒီမှာနော်မြားလေးမြားနေလေးနဲ့နော်မြားအနေအောင်လေးနဲ့နော်အဲဒီကောင်မှဒီမှာ program IC ကြီးတယ်เนาะအဲ့ကောင်နှိပ်လိုက်မယ်ဆိုရင်လက်ကလစ်ပေးလိုက်မယ်ဆိုရင်ကျွန်တော် vegan programmer ဆိုတော့เนาะ programmer စတင်มาလာဆိုရင် yes ပေါ့เนาะ yes ကိုရွေးပေးလိုက်မယ်အဲအဲ့ဒါဆိုရင်ဒီမှာ programmer memory ဆိုပြီးတော့သူ programmer memory လုံနေပြီပေါ့เนาะအဲ့တော့လဲကျွန်တော်တရားပြည့်အောင်စောင့်အောင်เนาะတရားပြည့်အောင်စောင့်အောင်တရားပြအောင်ဆောင်းရမယ်ဆိုတော့เนาะပြီးတော့မှကျွန်တော်ပြန်ဝင်လာရမယ်เนาะ ပြီးရင်လည်းကျွန်တော်ပြန်ဖတ်ကြအောင်မယ်နော် reading ပြန်လုပ်ကြည့်အောင်မယ်ကျွန်တော်တို့ twin လိုက်တဲ့ software ရောက်မရောက်နော် reading ပြန်လုပ်ရင်တော့သူကကျွန်တော်တို့အစအနေပြန်ပြန်ပြီးတော့သူ run မယ်နော် ic စကူးတဲ့ပုံစံနဲ့စ run နော်အခုကကျွန်တော်တို့ဒါဖတ်ပြီးသွားပြီးတော့ပြန်ကူးကြည့်နော်ဟောပြီပြေကန်နေကြမှာပြန်လာခဲ့မယ်နော်သူကလည်းလက်ကြတယ်သူက16မှတ်ဆိုတော့နော်ဒီမှာသူ့ရဲ့ file size ကဒီမှာဒီမှာရေးထားတယ်နော်16 0316 เนาะ16 map နည်းနည်းตาတယ်ဗောဗျာเนาะအားကြောင့်လို့သူ1 2 8နဲ့တုံးလာเนาะကျွန်တော်တို့ဟို25 to 64နဲ့မရအောင်เนาะဒီကောင်1 2 8နဲ့ပဲရเนาะအဲ့လို memory e from ic ရเนาะ1 2 8ထဲနှိမ့်နေကောင်နဲ့မရအောင်เนาะသူက16 map မဆန်ဘူးသူကဘာလို့လဲဆိုတော့64อ่ะ25 to 64อ่ะသူကဟိုနေ map ဆန်ပါလေ8 map ပဲဆန်ပါเนาะအဲ့ဒါကြောင့်ဒီကောင်က5 size ကြီးရယ်16 map โอเคဒါဆိုတရားပြည့်သွားပြီပေါ့เนาะတရားပြည့်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာအော် programming memory down ဆိုတာဒီမှာစာပေါ့မယ်เนาะ down ဆိုတာစာပေါ့မယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်ဘာလုပ်မယ်ဆိုတော့အစအနေပြန်သွားမယ်ကျွန်တော်ပြန်ရေးရေးတယ်အဲပရမတ်ဖတ်တယ်เนาะ reading လုပ်တယ်လုပ်တယ် software ကိုကျွန်တော်ဖတ်ပလိုက်တယ်ဖတ်ပလိုက်ပြီးတော့ကျွန်တော်တို့အဲ့ software ကိုကျွန်တော်ပြန်ယူလာတယ်เนาะဒီမှာเนาะပြန်ယူလာရတယ်เนาะဒီ software အဲဒီ software ကိုပြန်ထည့်တယ် အဲပြန်ထည့်ပြီးတော့ကျွန်တော်တို့ဗာလောက်လဲအဲဒီကောင်ပြန်ထည့်တယ်ပြန်ထည့်ပြီးတော့ကျွန်တော်တို့ဒီကောင်ပြန်ဖွင့်မယ်ပေါ့နော်ထွက်လိုက်ပြီပေါ့နော် AS programmer ထွက်လိုက်ပြီထွက်လိုက်ပြီးတော့ကျွန်တော်ပြန်ဖွင့်ကြည့်မယ်နော်ပြန်ဖွင့်ကြည့်မယ်နော်အစားနေပြီးတော့ပြန်ဖွင့်ကြည့်မယ်ကျွန်တော်ထည့်ရတဲ့ data ရောက်မရောက်ဒီမှာဒီ IC ရွေးမယ်နော် IC နံပါတ်ရွေးမယ်နော်တချို့ IC နံပါတ်တွေကြောင့်ဒီမှာဒီလိုနှိပ်လိုက်တာလည်းမသိဘူးနော်မသိဘူးဆိုလို့ရင်ကျွန်တော်ကဒါပရမကျွန်တော်ခုနပြောသလိုပဲနော်ရှေ့ video file နေမှာ ရှေ့ဗီဒီယိုတွေမှာပြန်ကြည့်ပေးပါလေးလာပြပါနော်ဒီ IC နေရာဝင်ပြီးတော့ကျွန်တော်ရွေးပေးရမယ်နော်ဒီ IC ဆိုတဲ့နေရာလေးကိုနော်အဲအဲ့နေရာကိုဝင်ပြီးတော့ကျွန်တော် IC အမျိုးအစားရွေးပေးရမယ်နော်ဒါအဲ့ဒါတော့ manual ရွေးတာပေါ့ဗျာဒီကောင်တော့သူဟိုသူ auto detect သိမသိကျွန်တော်တို့ကဒီကောင်နဲ့ရွေးတာပေါ့ဗျာ auto detect သိတယ်သိနိုင်တဲ့ IC ဆိုရင်သူကအခုလိုနံပါတ်တွေပေါ်ပြပေးတာကိုနော်နောက်တော့ဖြစ်တော့ဒီအောက်ဆုံးကနံပါတ်ကိုတော့ရွေးပေးလိုက်အဆင်ပြေတာများတယ်နော်အဲအဲ့တော့ကျွန်တော်တို့ကဒီကောင်အခုပြန်ဖတ်ကြည့်မယ်နော် ဖတ်ကြည့်မယ်ဆိုတော့တစ်ခါတရားပြည့်အောင်ပြန်ဆောင်းရမယ်ပေါ့ဗျာနော်အဲ့လိုလေးတော့စိတ်ရှိရှိနဲ့လုပ်ပြရပါတယ်နော် software ပြန်ရေးရဆိုတာနော်ဒီ megabyte အများများတယ်လို့ပေါ့နော်သူ file size က128နဲ့ထည့်လာတော့16မက်ဖြစ်နေတာနော်သူ ICU ပဲပြန်သုံးထားတဲ့အတွက်ကျွန်တော်ကဒီ16မက်နော် megabyte ရှိရအောင်ပဲကျွန်တော်ကပြန်ပြီးတော့ software ကိုပဲကျွန်တော်ကပြန်ပြီးရဆိုဆောင်းရမှာပေါ့နော် ဲ့ဒါဆိုပြည့်တော်မယ်ပေါ့နော်ပြည့်သွားပြီနော်ပြည့်သွားပြီဆိုတော့ကျွန်တော်ခုနထည့်တဲ့နော်ဒတာကြီးရောက်ပါတယ်နော်ဒီမှာနော်ကုတ်တွေပြန်ပေါ်လာပြီကဲအဲ့တော့ကျွန်တော်တို့ကဒီမှာ verify လုပ်မလားနော် verify လုပ်မလားဆိုလို့ချင်းဒါဒါဆို verify လုပ်မယ်ပေါ့ဗျာအဲမလုပ်လည်းရတယ်မလုပ်လည်းရတယ်ပေါ့နော်ဟာ verify မလုပ်တော့ဘူးနော်လုပ်ရင်တခါတည်းရဒီအစိမ်းတန်းပြအောင်တခါထပ်ဆောင်အောင်ပေါ့နော်မလုပ်တော့မလုပ်တော့ဆိုရင်ကျွန်တော်ထွက်လိုက်တော့ ထွက်လိုက်တော့မယ်ဆိုတော့เนาะကျွန်တော်ဒီကောင်ဒီဘက်တစ်ချက်ပြန်ကြည့်ဩခုနောက်တစ်ခုပြဖို့မေ့သွားတယ်ဗျเนาะပြန်လှုပ်ပေးမယ်ပြန်လှုပ်ပေးမယ်ပြန်လှုပ်ပေးမယ်ဆိုတာကဒီမှာဒီကောင်ပြဖို့ကျွန်တော်ချက်မေ့သွားเนาะဒီမှာမှာမီနီလေးတလုံးလင်းနေတယ်တွေ့လားအဲအဲ့တော့ကကျွန်တော်တို့ပြန်ပြီးတော့ရီကြည့်မယ်ပေါ့ဗျာเนาะပြန်ပြီးတော့ရီကြည့်မယ်ဒီမှာเนาะဒီကောင်နှစ်ချက်နှိပ်ကเนาะတစ်ချက်နှိပ်လို့မြင် လက်ကလစ်ကိုနှစ်ချက်နှိပ်ကြနော်လက်ကလစ်နှစ်ချက်နှိပ်လိုက်ပြီးတော့ IC ရွေးရင်ဒီမှာ IC နံပါတ်ပေါ်လာပြီးရင်ကျွန်တော်ကဒီမှာပြန်ပြီးတော့ read ကြည့်မယ်နော် read ဒီဒီအချိန်မှာသူကနော်အလုံးမခိုင်းခဲ့အချိန်မှာသူကမီးတစ်လုံးပဲလင်းနေတာနော်ကျွန်တော်တို့တခုခုခိုင်းပြီးဆိုတော့ね read တာပဲဖြစ်ဖြစ် write တာပဲဖြစ်ဖြစ်နော် erase လုပ်ပြီးဖြတ်တာပဲဖြစ်ဖြစ်နော်အဲ့အချိန်မှာသူကမီးနှလုံးလင်းရနော်ကျွန်တော်တို့ဒီမှာဖတ်မယ်နော်ဖတ်ပြီးဆိုလို့ချင်းသူကဒီမှာကြည့်နော်ဘယ်တစ်လုံးညတစ်လုံးနှလုံးလင်းသွားပြီတွေ့လား အဲအဲ့ဒါလေးပြကြင်တာနော်အဲ့ဒါခုနမပြလိုက်ရအောင်နော်ကဲအဲ့အဲ့ဒါပါပဲနော်ပြီးလို့ရှိရင် तू ကအဲ့လိုကျွန်တော် read ကြည့်ပြီးွားရင်ကျွန်တော်ဒါပြန်ဆန်းပြတာဆိုတော့ကျွန်တော်ပြန်မပြတော့ဘူးနော်အဲ့မီးတစ်လုံးလင်းတာနဲ့နှလုံးလင်းတဲ့အချိန်အချိန်တွေကိုပဲကျွန်တော်ပြပြတာနော်အဲ့လိုမီးနှလုံးလင်းတယ်နော်ကိုအလုပ်တစ်ခုခိုင်းနေတဲ့အချိန်မှာ तू အလုပ်လုံးဆောင်နေတဲ့အချိန်မှာပြီးွားပြီဆိုရင် तू ကမီးတစ်လုံးလင်းတယ်နော်ဒါကဒီ hardware 2က software 2ကပြတဲ့သင်္ကေတကိုကျွန်တော်ပြတာเนาะ software 2ကတော့ဒီ software မှာ monitor မှာကြည့်လိုက်ရင်ဒီမှာ software 2မှာပြတာတော့ဒီမှာစပြရည်လေ reading memory ဆိုဒီမှာ memory ဖတ်နေတာပေါ့ဗျာပြီးွားပြီဆိုသူဒီမှာ down ဆိုပြီးပေါ်လာတယ်เนาะအဲအဲ့ဒါလေးပြကြည့်เนาะနော်ဒါဆို software ကရောက်ပြီးသားပဲနော် software ကရောက်ပြီးသားပဲဆိုတော့ကျွန်တော်ဒီမှာနော်ဒီမှာသူလုပ်ငန်းစဉ်ပြီးွားပြီဆိုရင်ဒီမှာကြည့်အဲတက်လို့ မီးတလုံးပဲလင်းတော့မှာเนาะအဲအဲ့တော့ကျွန်တော်တို့ကဒီကောင်ဖြောက်လိုက်တော့ဒီကောင်ထုတ်လိုက်တော့မယ်เนาะဒီကောင်ကဖြောက်မယ်တော့ဖြုတ်ပြီးပဲဖြုတ်ပြီးတော့ကျွန်တော်ဒီမှာအန်စီထိုင်ခွက်ကထုတ်မယ်ပေါ့ဗျာအန်စီထိုင်ခွက်ကအသွင်ထွက်ခွက်ကလည်းဒီမှာဒါဒီကောင်လေးကိုဖိလိုက်မဖိလိုက်မဖိပြီးတော့ဒီကောင်လေးကိုထုတ်လိုက်ဒါပဲ တော့ဒီလိုသွားတာနော်စပလိန်နဲ့သွားတာအဲ့ဒါတွေကအစကျွန်တော်အပြည့်စုံနော်ဟိုအရှိရဗီဒီယိုဖိုင်တွေမှာရှင်းပြတာနော်ပြည့်စုံဆက်တွေပြင်နေပြင်ဒီမှာပင်ဝမ်းနော်ဒီတောင်းမှာပင်ဝမ်းလေးရှိမယ်ဒီတောင်းမှာနော်အစက်ကလေးတောင်းလေးနော်ဒီ circuit ကလည်းဒီမှာပင်ဝမ်းလေးရှိတဲ့တောင်းနော်အဲ့တောင်းနဲ့ကြည့်ပြီးတော့ကျွန်တော်တက်အောင်ထည့်ရမယ်နော်နေရာချပြင်ကျွန်တော်တို့ကခဲဆော်မယ်နော်ခဲပြန်ဆော်ဒါ software ဘိုင်းကိုကျွန်တော်တို့ rewrite ပြန်လုပ်တာပါနော် ICO software ဘိုင်းကို rewrite ပြန်လုပ်တယ်ပြန်လုပ်ပြီးတော့ကျွန်တော်တို့အနေဖြစ်တယ်နော်နောက်ပိုင်းကျရင်ကျွန်တော်ဒီ data ကတော့ကျွန်တော် PC နဲ့လုပ်ပြတာပေါ့နောက်ပိုင်းကျွန်တော်တို့ဟိုသုံးရမယ်ကျွန်တော်တို့ဖုန်းနဲ့လည်းလုပ်လို့ရမယ်နော်ကျွန်တော်တို့အနေနဲ့ software tool တွေကျွန်တော်မျှဝေပေးပြဟိုရှိကြပေါ့နော်နောက်ပိုင်းကျရင်နော်တဖြည်းနဲ့ဟို electronic ပိုင်းဆိုရင်လည်းဗျအခု electronic PC တွေကအကုန်နော်ဒီ programming ဘိုင်းနဲ့သွားတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့เนาะကွန်ပျူတာလည်းသုံးသုံးတက်ထားဖို့ကောင်းပါတယ်เนาะကျွန်တော်ဒီလုပ်ငန်းမဆိုင်ရာတော့ကတက်ပြီးတော့ထူးပြီးတော့ဆိုတက်ပြီးတအားကြီးမလေ့လာပါဘူးเนาะမခက်ရင်ပါဘူးလုံးဒါပေမဲ့ level မှာသုံးတဲ့အပိုင်းမဟုတ်ပါဘူးเนาะကိုလုပ်ငန်းခွင် electronic လုပ်ငန်းခွင်မှာသုံးရမယ်เนาะမဖြစ်မနေကျွန်တော်တို့တည်တည်တည်ထိုက်ထားရမယ်ကျွန်တော်တို့နားလည်ထားရမယ်ကျွန်တော်တို့အဲ programming ဘိုင်းလေးတွေတော့ရှိတယ်ပေါ့เนาะအဲ့ဒါလေးတွေကတော့အဖြစ်မနေကျွန်တော်တို့လေ့လာတာအမှာပေါ့เนาะလေ့လာလို့မနေရပါဘူးကျွန်တော်ရဲ့သင်တန်း group မှာဆိုလို့ရှိရင်လည်းเนาะသင်တန်း group မှာဆိုလို့ရှိရင်လည်းဒါအခုအခုကကျွန်တော်စပြီးကြောင်းကြာကစားပေါ့เนาะဟိုသင်တန်းသားဥယျာဉ်နဲ့ပါသေးတယ်ဒါပေမဲ့ကျွန်တော်เนาะဇာတ်ပတ် group အဖြစ်ထားတာမို့လို့နောက်ပိုင်းကျရင်ကျွန်တော် level နှစ်ခုတော့ခွဲမှာပေါ့เนาะ level နှစ်ခုခွဲမှာဒီ level 1ပြီးွားလို့ရှိရင် level 1ကျွန်တော်တို့သင်တန်းကာလ6လတာပြီးွားပြီဆိုလို့ရှိရင်ကျွန်တော် level 2 group ကိုထပ်ဖွင့်ပေးမယ်เนาะအဲ့ level 2 group group ကြတော့ကျွန်တော်တို့ဒီလိုအပိုင်းတွေပါလာမှာเนาะကွန်ပျူတာပိုင်းတွေ IC ကူးတာဖြတ်တာတွေကျွန်တော်တို့เนาะ Android Smart TV တွေကျွန်တော်တို့เนาะ recovery ခေါ်တာတွေအဲအဲ့ဒါတွေလာတော့မှာเนาะအဲ့ဒါတွေအကြောင်းမလို့ကျွန်တော်ကဘာဖြစ်လဲဟိုနေ့ဖြစ်တာเนาะ level 2 group ကို level 1 ဂရုမတမတတ်ထားပဲနဲ့မတတ်ထားတဲ့မိတ်ဆွေကိုကျွန်တော် level 2ကိုကျွန်တော်သင်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်ကဒီ level 1နေအခုစပြီးတော့ကျွန်တော်ထွင်းมาပေါ့နော် level 1သင်ခန်းစာတွေကိုညံ့ညက်ကြည့်ရမှာရမှာနော် ။ဟောကျွန်တော်ခြေချောင်းလေးတွေလည်းမပူးအောင်လို့သတိထားရမယ်နော်။ခြေချောင်းလေးမပူးအောင်လို့ရဲ့အနားမှာရှိတဲ့ capacitor လေးတွေ resistor လေးနှလုံးဒီဆက်မှာတော့နော်။ဒီ iPhone IC မှာတော့အဲ့နှလုံးသတိထားရမယ်။ပြန်ခဲောက်အဖျားလေးနဲ့ပဲသွားရမယ်တော့โอเค เนาะဒီမှာ sort ပြီးွားရင် sort ပြီးွားရင်เนาะဟာဒီ resistor လေးလည်းမလွင့်ဘူးเนาะ resistor လေးဒီဘက်မှာတလုံးเนาะဒီဘက်မှာတလုံးရှိမြဲဒီဘက်မှာတလုံးရှိမြဲဒီဘက်မှာ capacitor ပေါ့เนาะ SMD capacitor လေးအဲကောင်နှလုံးနဲ့ပြည့်စက်ကเนาะပြီးရင်ကျွန်တော်တို့တင်နာလေးနဲ့ဆေးပေးလိုက်အောင်ထင်းဥစီငွေတွေပါတယ်

โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်ကိုပြန် run ကြည့်မယ်เนาะဆလောင်းကျိုးတက်မယ်เนาะချက်ပင်ကျိုးတက်မယ်ပြီးတော့မှကျွန်တော်တို့ချက်ပင်ကျိုးကတော့အတန်ကျိုး ဖြုတ်ထားလိုက်မယ်เนาะပြီးတော့မှကျွန်တော်တို့မှာ power cool power cut ထိုးလိုက်เนาะ မှပါဖြစ်လဲအားကြောင့်မို့ကျွန်တော်အရင်ဆုံးပြစ်ချက်နဲ့ခံမှန်းတယ်နော်မျက်မြင်ပြစ်ချက်နဲ့ခံမှန်းတယ်မျက်မြင်နဲ့ပြစ်ချက်နဲ့ခံမှန်းပြီးတော့ကျွန်တော်တို့တစ်ခါပြန်ပြီးတော့ပါဖြစ်လဲဟိုနည်းနဲ့ခံမှန်းရတယ်ဆော့ဝဲပိုင်းပြင်ပြီးလို့ရှိရင်လဲဆော့ဝဲပိုင်းကြောင့်လဲဒီ power မိမိတုတ်ကဖြစ်တယ်လေနော်အားကြောင့်မို့အရင်ဆုံးကျွန်တော် power ပိုင်းကိုပိုအားဖြန့်ဝေတဲ့အပိုင်းကိုအရင်ဆုံးတင်းငိမ့်မငိမ့်ပိုအားဖြန့်ဝေဖို့ကောင်းမကောင်းကျွန်တော်စစ်ကြတာပေါ့နော်3 by 3 4တွေစစ်မယ်1 by 5 4တွေစစ်မယ်1 by 1 4တွေစစ်မယ်နော်အာကျွန်တော် IC အတွက်3 by 3 4တွေစစ်မယ် အဲ့ဒါအကောင်ညင်နေရတဲ့ဒါနဲ့ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ software error လို့ကျွန်တော်သတ်မှတ်ပြီးတော့ software ပြန်ရေးမယ်နော်အခုဒီမှာနော်ဟာ line တွေဆွဲထည့်ပြီနော်အခုဒီမှာ line တွေဆွဲထည့်ပြီနော် okay အဖြူမဲ့ဖြစ်နေဆိုတာဒါကကျွန်တော် av setting ချိန်ပေးရမယ်နော် av setting တန်ချိန်ပေးရဟုတ်ပြီဒါဆိုလာပြီ လာပြီဆိုတော့ AV 7ကကျွန်တော်တို့ဒါဂျပန် TV တွေမှာအဲ့အဲ့ဒါအများတန်းတက်တယ်နော်ကျွန်တော်ဂျပန် TV တွေမှာနော်ဒါဒါဆိုရပြီနော်အိုင်းရနော်မလိုင်းနေရပြီသူ့ room က original room မဟုတ်ဘူးကြာမှာဒါကြီးနော်ဒါကြီးဒါကြီးဆိုတော့ room ကနှစ်ရတာအဆင်မပြေနော်ဒီမှာနော်တစ်ချက်ဖွင့်ကြည့် free to airline နဲ့ဖွင့်ကြည့်မယ်ပေါ့လေအာလာရတော့ဒါအဖြူမဲ့ဖြစ်နေတာကျွန်တော်တူပြီးကဂျပန်လည်းမဟုတ်လို့ဒီမှာဆက်ကပုံမှန်ဖြစ်သွားရင်မှမီးစိမ်းတက်သွားတယ်နော် okay ပါပြီဒါဆိုရင်ဒီဆက်က software error ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်ဒီဒါကတော့ကျွန်တော်ပြီးမှပဲချင်းလိုက်တော့မယ်သူက original remove မဟုတ်ဘူးဒီတိုင်းပြေးလိုက်လဲရတယ်ပိုင်ရှင်ကသူ့ဘက်သူ on နဲ့ဖြစ်လိုက်မယ်ဒါက code tv အကြောင်းဖြစ်တာနော် code tv ကဂျပန် tv မဟုတ်ဘူး ကဲအခုလိုမျိုးကျွန်တော်တို့ဒီ error တွေကိုကျွန်တော်တို့เนาะဖြေရှင်းတတ်ဖို့ဆိုလို့ရှိရင်เนาะကျွန်တော်အသေးစိတ်ကာဒီယာနဲ့အားထည်ကျွန်တော်အစားဆုံးကျွန်တော်တို့เนาะမြန်မာလေးမြန်မာဟန်နဲ့နားလည်လွယ်အောင်ရှင်းပြမဲ့တင်နန်း group တွေရှိပါတယ်เนาะကျွန်တော်အဲ့တင်နန်း group ကိုဆက်သွယ်နိုင်ပါတယ်ကဲအားလုံးပဲကျွန်တော်ရဲ့เนาะမိတ်ဆွေများအားလုံး electronic ဝါသနာရှင်မိတ်ဆွေများအားလုံး ိုချမ်းမစကြမ်းသာပြီးလုံးဝဆန္ဒမှန်တယ်ဗျာတလုံးတော့ပါတယ်ပြည့်စုံနိုင်ကြပါပြီ။ကျွန်တော် DHC electronic ကနေပြီးတော့စုံမောင်ကပို့တာပါတယ်နော်။